ခဲ့အားလုံးပဲမင်္ဂလာပါခုတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဗဟန်းမြို့နယ်ကနမဲကျော်အနီးရောင်တရေအိမ်အကြောင်းပဲဖြစ်ပါတယ်ဗျဗဟန်းမြို့နယ်မှာရှိတဲ့အနီးရောင်အိမ်ကြီးတို့ဗဟန်းတရေအိမ်ဟာမြန်မာနိုင်ငံမှာ အကြောက်ရဆုံးတရေအိမ်တစ်လုံးအဖြစ်နမဲကြီးပါတယ်ဒီအိမ်ဟာကိုလိုနီခေတ်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီး ဂျပန်ခေတ်စစ်အုပ်ချုပ်ရေးကာလတွေမှာနှိပ်စက်တက်ခဲခံခဲ့ရသူတွေရဲ့ဝိညာဉ်တွေမပြေလည်ပဲကြံရင့်နေတယ်လို့အဆိုရှိပါတယ်။တမိုင်းနောက်ခံအနေနဲ့ကတော့ဒီအိမ်ဟာဗဟန်းမြို့နယ်လှဲတန်းလန်းတဲ့နီးတဲ့နေရာမှာတည်ရှိပြီးအင်္ဂလိပ်ကိုလိုနီခေတ်ကလူကြောက်အောင် တမင်ဆောက်လုပ်ခဲ့တဲ့အဆောက်အဦးလို့လည်းဆိုကြတယ်။ဂျပန်ခေတ်မှာဒီအိမ်ကိုစစ်တုံးခံတပ်ဖြစ်အုံပြုခဲ့ပြီး နိုင်ငံရေးအရာစန့်ကျင်သူတွေကိုညှဉ်းပန်းနှိပ်စက်ရနေရာအဖြစ် အသုံးပြုခဲ့တယ်လို့ပြောစမှတ်တွေရှိပါတယ်။လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာတော့ဒီအိမ်ဟာစွန့်ပစ်အိမ်အဖြစ်ရှိနေခဲ့ပြီးညဘက်တွေမှာထူးဆန်းတဲ့အဖြစ်ပျက်တွေကြုံရတယ်လို့နီးနာကလူတွေကပြောကြပါတယ်။ကြောက်စရာအဖြစ်ပျက်များမှာတော့အနီယံဝတ်စုံနဲ့အမျိုးသမီးတည်းရဲ့ ညဘက်မှာအိမ်ရဲ့ပြတင်းပေါက်တွေကနေအနီရောင်ဝတ်စုံနဲ့အမျိုးသမီးတယောက်ကြည့်နေတာကိုတွေ့ရတတ်ပါတယ်။တချို့ကလည်းဒီအမျိုးသမီးဟာဂျပန်ခေတ်ကတက်ခံခဲ့ရသူတဦးဖြစ်မယ်လို့ယူဆကြတယ်။နှစ်အညဘက်ထွက်ပေါ်လာသောအတန်များမှာအိမ်နီးကဖြတ်သွားသူတွေကအော်ဟစ်တန်ငိုတန်လူစုလူဝေးတန်တွေကြားရတတ်တယ်လို့ဆိုကြပါတယ်။ တခါတလေခြေတန်ကြီးများပြေးလွှားတန်တွေလည်းကြားရတတ်တယ်လို့ပြောကြတယ်။ဟုတ်ကဲ့ပါဗျာဒီ channel လေးဟာဆိုရင် နေ့စဉ်ပရလောကနဲ့ဘဟုတုတ္တဇလံများကိုတင်ဆက်ပါမှာဖြစ်လို့ like and subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါဦးနော်။